ဆိုင်ရာကဖယ်ရှားပေးဖို့ဖိအားပေးဆောင်ရွက်လျက်ရှိတဲ့တမိကလေးကျေးရွာကဒေသခံတွေဟာဒီမိုကရေစီအတူပြုကရင်တက်မတော် DKBA က၎င်းတို့ဒေသကိုခေါ်ဆောင်မှုအတွက်လာရောက်ခဲ့ပေမဲ့တဦးတယောက်မှလိုက်ပါသွားခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။ဘကိုးတိုင်းဒေသကြီးအတွင်းကအလိုင်းလီဆယ်ပေးမှရှိတဲ့အောင်သိတိဖုံတော်ကြီးကျောင်းဝင်းအတွင်းမှာခိုးလုံနေသူတွေကိုတပ်ဆိုင်ရာကပြောင်းရွှေ့ဖို့ပြောဆိုနေရဖြစ်ပြီး DKBA ကမော်တော်ယာဉ်တွေနဲ့လာရောက်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဆိုပါသမီးကလေးကြေးရွာသားတွေထံကိုလာရောက်လှူဒါန်းမှုတွေလည်းရှိနေတာဖြစ်ပါတယ်အဲ့တော့ဘလူကောမလေးသူတို့ကျောင်းသားမိဘဟိုမရှိတဲ့သူဂူတော်လို့ဇေယျတော်ဘားတို့ကတော့မလိုက်နိုင်ဘူးအဲ့ဒီကျောင်းသားမိဘတွေနဲ့တောင်းစုပဲသွားကြမယ်ဆိုရင်တော့ဘားတို့ကအဲ့လိုလိုက်ရမှာအဲ့ဒီကိုတူဦးတော်ဦးလေကိုမိသားစုတရားအောက်လိုက်ကြည့်ရလဲဟိုပြောရမယ်ဆိုလို့ရှိရင်တော့ကို တခြားလုံးလုံးဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်လာလို့ဒီအုပ်စုကြီးကကိုယ့်ဘက်ကနေပြီးခွဲပြီးအရင်သွားမယ်ဆိုကိုယ်ကလည်းမလိုက်နိုင်ဘူးခင်ဗျာကျွန်တော်တို့ကပြည်သူလူထုကိုကျွန်တော်ထက်ကအရာရှိအဲပြည်ဝမှုကနေပြီးတော့ညွှန်ကြားတာဒီမှာလာပြီးတော့ကြိုးစားပါနေရထိုင်ကြမရှိတဲ့လူကိုနေရချတာပဲပြန်နေတာချတာပဲစာဝတ်နေလည်းကျွန်တော်တောင်းပြီးမလို့ဆယ်တော့ဒါမှမဟုတ်လောက်ကန်စားပေါ့တော့နေဖို့ထိုင်မှုကအဓိကပညာရေးနဲ့ဒီလိုစားပေါ့ နေဖို့ထိုင်ဖို့မြေခွက်ပေါ့အိမ်အောင်တစုကိုခြံတစ်ခွက်တစ်ခွက်စီအန်ပြန်တဲ့နေရာချတယ်ဘောထဏာကျောက်စုံစည်းမြန်တော့အဲကျွန်တော်ထက်ကရာရှိပုံမှုဆောင်အောင်ညီကြတော့စုံစည်းမြန်ပဲဟုတ်ပါလေဝယ်လေးစုံစည်းမြန်နှလုံးသားပြင်ပြီးွားရပြင်လာတော့အလုံးရောတော့ဘယ်နှလုံးဆိုလောဆယ်ကျွန်တော်ကဟိုဟိုယူတော့ယာယီနေပေါ့ဗျာအဲပြီးလို့ရှိရင်ကျွန်တော်ကသစ်ဝါပေါ့တယ်အဲကျွန်တော်ကဟိုချက်ချင်းလုပ်လို့ရတယ်ဟုတ်ကဲ့နော်ဟိုကျွန်တော်လူကြီးအကုန်စီမံခံလို့စီစဉ်နားတယ်အလုံးကရင် လောက်ကန်ခံပေးမယ်ဆိုတော့ကျွန်တော်တို့ကចောင်းတက်တဲ့လူငယ်ចောင်းသားဆိုတဲ့ចောင်းပေါ့ဟိုတချို့ဆိုပညာတပိုင်းတပြားရှိတယ်ဆိုတော့ကွန်ပျူတာသင်တန်းတက်တာကွန်ပျူတာအခမဲ့ပေါ့ဟုတ်ကဲ့နော်နောက်ရှင်းသင်တန်းရှင်းနဲ့ပတ်သက်ရှင်းသူဘာသာပိုင်းလူပြည်သူလူကိုအကျိုးပြုဖို့ဟိုမှာကလူလူကတက်ဖွဲ့အောင်မျိုးထုတ်ပေးမယ်ရှင်းသင်တန်းဟိုတော့ရိုက်ရွာမှာအကုန်ခမဲ့ပေါ့နေသားမဲ့လိုက်ခုပေါ့နော် နေဖို့ထိုင်ဖို့ကြတော့မြေခွက်တွေအဲ့နေရာချတာပဲကျွန်တော်ပြူရမှုဘုံမှုဆောင်ရတာအဲ့လိုမျိုးကျွန်တော်ညှိတိုင်းအဲ့ဒါလေးအဲရွာသားတွေကတော့လက်တလောကတော့လိုက်ဖို့အဆင်သင့်မဖြစ်သေးဘူးပေါ့နော်သူတို့ဒီအစိုးရရဲ့ပြောကြားချက်ကိုသူတို့စောင့်နေနေတယ်နောက်တစ်ခုကဦးစင်းတို့ကလည်းဒီဘက်ကခလီးတွေစောင်းဝန်းမပြီးသေးဘူးစောင်းဝဲပြီးတစ်ဘက်မှာတော့အဖြစ်တစ်ခုတော့ရလိမ့်မယ်ထင်တယ် တမင်းကလေးကျွရဖယ်ရှားခံရမှုဖြစ်စဉ်အပါအဝင် ကျူးကျော်ကိစ္စတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဦးရဲထွတ်ကအခြားဒေသတွေကနေရန်ကုန်ကိုပြောင်းရွှေ့လာပြီးငှားရမ်းနေထိုင်သူတွေငှားရမ်းကမပေးရတဲ့နေရာမှာကျူးကျော်နေထိုင်သူတွေမိမိနေထိုင်မှုရှိပေမဲ့လည်းအတိုးအမြတ်ရယူလိုတာကြောင့်မြေဥနေရဥပြီးနေထိုင်သူအများစုဖြစ်ကြောင်းနဲ့ကျူးကျော်ကိစ္စတွေကိုဖြေရှင်းမှုအစိုးရအနေနဲ့ဆောင်ရွက်နေကြောင်း The Daily 11သတင်းစာကိုပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။